ဗုဒ္ဓဟူးရာဟူးသာသမီတွေဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုရင်ကြောမသွားပါနဲ့စုံအောင်ဒီနားထောင်သွားပါမြန်မာတက်ခဲ့တဲ့1380ခုနှစ်ခုနှစ်အတွက်ဗုဒ္ဓဟူးရာဟူးသာသမီမိတ်ဆွေတွေအားလုံးတို့ကံကြမ္မာဆိုးကောင်းနဲ့တနစ်စာဆောင်ရန်ရှောင်ရန်များကို ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာဆိုလို့ရှိရင်ဗုဒ္ဓဟူးရာဟူးသာသမီတွေဟာအတာစားသောနှစ်တစ်နှစ်ဖြစ်တယ် မိတ်ဆွေတို့ရဲ့နေနံဟာမရဏဂျိုခင်ကိုသွားရောက်ပြီးတော့တီရှိနေတယ်သွားပြီးတော့ခုနကတော့ကြားရောက်နေတာဖြစ်တဲ့အတွက်ဒီနေ့မှာဆိုလို့ရှင်เนาะအစအစအရာရာဂယုဆရမယ်နှစ်တနှစ်ဖြစ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒေါသတွေကိုရှင်းန်းကိုတင်မယ်နောက်တစ်ခုအနေနဲ့ခုနကတော့ လောဘတွေကိုရှင်းန်းကိုတင်မယ်ဆိုလို့ရှင်တော့ဒီနှစ်ကအဆုံးရှုံးများသောနှစ်တစ်နှစ်ပြီးတဲ့အခါကျလို့ရှင်စိတ်ညစ်စရာတွေစိတ်ပင်ပန်းစရာတွေပြီးသွားမိမိဘလောက်ပဲစူးစမ်းစူးစမ်းမိမိစူးစမ်းသလောက်အရာမထင်တာမျိုးလေးတွေဒီနှစ်မှာကြုံရတတ်တယ်အဲ့တော့မိတ်ဆွေတို့အဓိကမှားကျင်တာကတော့စိတ်တမကြဘဲနဲ့ကိုလုံးစရာရှိတာတွေကိုအကောင်းဆုံးလုပ်ပြီးတော့ဘာသာတရားရဲ့ဒီအဆုံးအဆုံးမာတွေအောက်မှာနေထိုင်ပြီးတော့မိတ်ဆွေတို့အနေနဲ့ခုနကတော့တတ်တတ်လို့စားတာမျိုးလေးတွေအဓိဋ္ဌာန်မကြခဏ ဝင်ချင်းမျိုးလေးတွေဟာမိษွေတို့မှာညံ့နေတဲ့ကံလေးတွေပြေပြောက်ပြီးတော့ကံကောင်းချင်းဘက်ကိုပြန်လဲပြီးတော့ဒါရောက်ရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗုဒ္ဓဟူရာဟူသာသမီမိษွေတွေအားလုံးတို့စီးပွားရေးအလောက်ကင်ကိစ္စလေးတွေကိုကျွန်တော်စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူသာသမီရာဟူသာသမီမိษွေတွေနေနဲ့လုပ်ငန်းခွင်မှာเนาะလွဲချော်မှုလေးတွေဖြစ်တတ်တယ်မိမိလက်ရှိလောက်ကင်နေတဲ့လုပ်ငန်းခွင်ပြီးသွားရင်ဌာနအသေးသေးမှာဆိုလို့ရှိရင် အပန်းဝင်းကျင်ကခုနကတော့လောက်ဖို့အကင်ဘက်တွေကြောင့်စိတ်ညစ်စရာကိစ္စလေးတွေတခုပြီးတခုဝင်လာတတ်တဲ့ကိုယ့်ဘက်ကဘလောက်ပဲမှန်မှန်မှန်ဘလောက်ပဲမှန်မှန်ပြီးသွားလို့ရှင်ဖြည့်ရှင်းလိုက်တဲ့အခါမှာကိုယ့်ဘက်ကအမားဖြစ်သွားတာမျိုးလေးတွေဂျုံဝတ်တတ်တယ်ဒီနှစ်မှာကျွန်တော်ရဲ့ဒီဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေတွေအနေနဲ့နှုတ်ဆက်နေခြင်းကနှုတ်ဆက်ဆိတ်နေခြင်းကအောင်မြင်ခြင်းပဲဖြစ်တယ်ပြီးသွားရင်တောကတွေကင်းဝေးစေခြင်းပဲဖြစ်တယ် အဲ့တော့ဒီနှစ်မှာဆိုရင်လူရင်းလူယုံနေနဲ့ပတ်သက်ပြီးတော့လမ်းခွဲရတာမျိုးတွေပြီးသွားလို့ရှိရင်မိမိကုဏတော်ကလှုပ်ဖို့ဂိုင်းဘက်တွေနဲ့ကုဏတော်ကခွဲခွာရတာမျိုးတွေကြုံရတတ်တယ် အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ဝန်ထမ်းတွေအနေနဲ့ဆိုလို့ရှိရင်အပြောင်းရွှေ့ကိစ္စလေးတွေကြုံရတတ်တယ်မိမိဖြစ်ချင်တာကတမျိုးဖြစ်လာတာကတခြားပြီးသွားလို့ရှိရင်မိမိသွားချင်တာကတနေရာမိမိခုရောက်နေတာကတနေရာဒါမျိုးလေးတွေသဘောထားမတိုက်ဆိုင်တာမျိုးလေးတွေကြုံရတတ်တယ်ဒီနေ့မှာဗုဒ္ဓဟူသားသမီးယာဟူသားသမီးမိတ်ဆွေတွေအနေနဲ့ရေလေတွေနဲ့ပတ်သက်ပြီးတော့အန္တရာယ်ကိစ္စလေးတွေကြုံရတတ်တယ် ရေလန်းခရီးတွေလုံးဝမသွားပါနဲ့ပြီးသွားလို့ရှင်ကန်းဂျီတို့ရေကူးကန်တို့မှာရေသွားပြီးတော့ကစားမယ်အပန်းဖြေမယ်ဆိုရင်ဒီနှစ်ကမသွားတင်တော့နှစ်တစ်နှစ်ဖြစ်တဲ့ရေခုနလေးတွေနဲ့ပတ်သက်ပြီးတော့အန်တရယ်တွေကြုံရတတ်တယ်ရေနှစ်ထာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ဗုဒ္ဓဥရာဥသားသမီးတွေရေလန်းခရီးသွားခြင်းမျိုးအထူးရှောင်ရှားတင်ပါတယ်ဒီနှစ်မှာဆိုလို့ရှင်နောက်တစ်ခုအနေနဲ့အယောင်နေနေနဲ့ဆိုလို့ရှင်အဝါယောင်လုံးဝမဝတ်တင်ဘူးဗုဒ္ဓဥရာဥသားသမီးတွေဒီနှစ်မှာအဝါယောင်လုံးဝရှောင်ရှားပေးရမယ် အဲ့တော့ကျွန်တော်ရဲ့ဒီဗုဒ္ဓဟူးယာဟူးသားသမီးတွေထဲမှာကြာသာပရိနိဗ္ဗာန်လုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေဆိုလို့ရှိရင်အခက်ခဲလေးတွေပိုးပြီးတော့များနိုင်တယ်။ဥပမာမြေရောင်းဝယ်လုပ်တဲ့သူတွေ၊မြေအကျိုးတော်ဆောင် လုပ်ငန်းတွေကိုလုပ်တဲ့သူတွေ၊ပွဲစားလုပ်ငန်းတွေကိုလောက်ကိုင်းတဲ့သူတွေ၊ပညာရေးနဲ့ပတ်သက်ပြီးတော့ခုနဗောဓါဖွင့်တာမျိုးတွေ၊ကျူရှင်ဖွင့်တာမျိုးတွေ၊စာသင်ဆောင်ဖွင့်တာမျိုးတွေ၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေပြီးသွားလို့ရှိရင်နောက်တစ်ခုအနေနဲ့ပဲအယောင်းတိုင်းဖွင့်ထားတဲ့သူတွေ၊ပဲလှောင်တဲ့သူတွေနောက်တစ်ခုအနေနဲ့ပန်းဆိုင်ပြိုး တဲ့သူတွေဆိုလို့ရှင်ဒီနှစ်မှာအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အဖြစ်အစီးတွေမျိုးစုံကြုံရတတ်တယ်။နောက်တစ်ခုအနေနဲ့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခုနကတော့ရန်တိုက်ခံလေးတွေများတတ်တယ်။အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အရှုံးတွေပေါ်လာမျိုးတွေပြီးတော့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့ကိုဆက်ပြီးတော့ အလျှောက်လမ်းမှုအခက်ခဲကြုံတာမျိုးလေးတွေကြုံရတတ်တယ်။ဒီနှစ်မှာဆိုရင်ဗုဒ္ဓဟူးရာဟုသားသမီးတွေကတာမန်စိတ်နဲ့ဖြတ်သန်းမယ်ဆိုရင်တော့ကြာရှုံးခြင်းတွေကြုံရတတ်တယ်။မိမိရဲ့စိတ်ကတန်မာနေမှာ strong ဖြစ်နေမှာဒီနှစ်မှာဆိုလို့ရှိရင် မိษွေတို့အနေနဲ့ဘာအခက်ခဲတွေပဲကြုံလာကြုံလာမိမိရည်ရွယ်ရာပန်းနိုင်ဖို့ဒါရောက်ရှိမှာပဲဖြစ်ပါတယ်။ငွေကြေးတွေနဲ့ပတ်သက်လို့ရှိရင်အဖက်ဖက်ကတော့ဝင်းတော်နေတာတော့မှန်တယ်။ငွေတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမချစရာလေးတွေငွေနဲ့ပတ်သက်ပြီးတော့ငွေလိန်ခံရတာမျိုးလေးတွေပြီးသွားရင်ငွေကြေးနဲ့ပတ် သက်ပြီးတော့ဆုံးရှုံးစရာကိစ္စလေးတွေပေါ်ပေါက်တတ်တယ်။မိษွေတို့အနေနဲ့ငွေဝင်မဲ့လမ်းကြောင်းမှန်သမျှရက်တန့်သွားတာမျိုးလေးတွေကြုံရတတ်တယ်။အဲ့တော့ဒီနှစ်မှာဆိုရင်အစားအစာရရဂယုစားရမယ်နှစ်တစ်နှစ်ဖြစ်တယ်။ နောက်တစ်ခုအနေနဲ့အိမ်တော်ရေးချင်းရေးနဲ့ပတ်သက်လို့ရှင်လည်းပဲအမိမိရဲ့ဒီပန်းဝင်းကျင်ရလူတွေနဲ့ခုနကတော့တငယ်ချင်းမိတ်ဆွေခုနတမီးကြီးစားချစ်သူအိမ်တော်ရေးအိမ်တော်ဘတ်တွေနဲ့ပတ်သက်ပြီးတော့စကားပြောရဆိုရတာမျိုးတွေအဆင်မပြေတာမျိုးတွေများတတ်တယ်ဒီနှစ်မှာစကားများများပြောခြင်းကိုရှောင်ရှားပေးရမယ်တယောက်ထဲနေခြင်းကပြောရလို့ရှင် အောင်မြင်ခြင်းပဲဖြစ်တယ်ပြီးသွားလို့ရှင်ဝမ်းနည်းစရာတွေကိုဒါရောနည်းစီမှာပဲဖြစ်တယ်အဲ့တော့ဒီနှစ်မှာဗုဒ္ဓဟူးရာဟူးသာသမီတွေအနေနဲ့ကြာသာပရိချစ်သူကြီးစားအိမ်တော်ဘတ်တွေကိုပိုင်ဆိုင်ထားရတဲ့ ဲ့သူတွေဆိုလို့ရှိရင်ပိုးပြီးတော့ပြဿနာတွေများတတ်တယ်။အိမ်ဆောင်ရေးတွေအဆင်မပြေတာမျိုးတွေမိမိရဲ့ချစ်သူကြီးစားတွေကနောက်တစ်ယောက်နောက်ကိုပါသွားတာမျိုးတွေပြီးရင်ကိုယ်အကြောင်းမဲ့ပေါ့နော်လမ်းခွဲသွားတာမျိုးတွေအိမ်ဆောင်ရေးမှာလည်းတယောက်နဲ့တယောက်အဆင်မပြေတာခုနကနားလည်မှုလွဲပြီးတော့မိသားစုရေးရပြဿနာတွေကြောင့်ဘာမှမဟုတ်တဲ့ကိစ္စတွေကြောင့်မိသားစုဝင်တွေတယောက်နဲ့တယောက်နားလည်မှုလေးတွေလွဲတတ်တယ်။အဲ့တော့ဒီနှစ်မှာဆိုလို့ရှိရင်နော်တယောက်နဲ့တယောက် ဒီကိုကျွန်တော်ပြောခဲ့တဲ့ဟာလေးတွေကိုသတိထားပြီးတော့နေမယ်ဆိုလို့ရှိရင်တော့အစိုးလေးတွေခုနကခွဲခွာခြင်းဆိုတဲ့အကြောင်းတရားလေးတွေဒါခုနကလမ်းလွဲသွားစေမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ပညာရင်းနဲ့ပတ်သက်လို့ရှင်ဒီဗုဒ္ဓဟူရာဟုသားသမီးတွေအနေနဲ့ပညာရင်းနဲ့ပတ်သက်လို့ရှင်တဲ့ဒီနှစ်မှာအစင်မပြေစရာကိစ္စလေးတွေကြုံရတတ်တယ်နောက်တစ်ခုအနေနဲ့ဒီစာမုံးဝဲတွေနဲ့ပတ်သက်လို့ရှင်လည်းခုနစိတ်ကြေနှံ့မှုမရစရာလေးတွေနောက်တစ်ခုအနေနဲ့ဒီပညာရင်းနဲ့ပတ်သက်ပြီးတော့ခုနရက်တန့်သွားတာမျိုးလေးတွေကြုံရတတ်တယ် နောက်တစ်ခုအနေနဲ့ပြောချင်တာကတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုပေါင်းသင်းတဲ့အခါမှာကြာသာပရိသာသမီးဒါနေနံပိုင်ရှင်လေးတွေကိုတည်င်းထားပြီးတော့ပေါင်းမယ်သူတို့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ခုစရာစိတ်နှောက်ရက်ဖြစ်စရာကိစ္စလေးတွေကြုံရတတ်တယ်အဲ့တော့နောက်တစ်ခု အဲခုကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်ရင်ဒီနှစ်မှာဗုဒ္ဓဟူးရာဟူသာသမီးတွေဟာမျက်စီနဲ့ပတ်သက်ပြီးတော့ယောဂါဖြစ်တတ်တယ်မျက်စီနဲ့ပတ်သက်ပြီးခွဲရတာ မျိုးတွေမျက်စီနဲ့သက်ဆိုင်တဲ့ယောဂါတွေပြီးသွားရင်မျက်နာမှာခုနကတော့ဘာလဲဆိုလို့ရှင်အဲခုနကတော့အဲလာဂျစ်ဖြစ်တယ်လို့ပေါ့နော်အဖုပိတ်မြေထွက်တာမျိုးတွေနောက်တစ်ခုအနေနဲ့ one shot one ပြတ်ဖြစ်တာမျိုးလေးတွေဖြားတာနာတာမျိုးလေးတွေဖြစ်တတ်တယ်အမျိုးသမီးတွေဆိုရင်မီးရက်နဲ့သက်ဆိုင်တဲ့ယောဂါတွေဂယုစိုက်ပေးရမယ်အဲဒီမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂျာတာပရိဆရာဆရာမတွေနဲ့ပြသမယ်ဆို ို့ရှိရင်မကောင်းလို့ဆိုလိုတာမဟုတ်ဘူးเนาะစေဝါမလိုက်တာမျိုးလေးတွေဖြစ်တတ်တယ်မိမိရဲ့ယောဂအချိန်ကြာတာမျိုးလေးတွေဖြစ်တတ်တယ်နောက်တစ်ခုအနေနဲ့အစားအသောက်တွေအနေနဲ့ဆိုလို့ရှိရင်ဒီနှစ်မှာအဲမြေပဲလုံးဝရှောင်းပေးရမယ်မြေပဲကိုခုနအစေတို့ခုနစီ မြေပဲစီလုံးဝမတဲဘူးနောက်တစ်ခုအနေနဲ့ခုနကမှိုးတွေမြစ်တွေလုံးဝမစားပါနဲ့နောက်တစ်ခုအနေနဲ့ ခုနဖားတို့ပေါ့နော်ကြွက်တို့တွင်းအောင်သားတွေကိုရှောင်ရှားပေးရမယ်ဒီနေ့မှာအဲ့ဒီအစားအစာတွေကိုစားတဲ့အခါမှာကိုယ်နဲ့အဆင်မပြေဖြစ်ပြီးတော့ခုနကယောဂါဖြစ်တာမျိုးလေးတွေပြီးသွားလို့ရှိရင်ခုနကဒီခန္ဓာကိုယ်မှာပေါ့နော်အဖုအပိန်ထွက်တာမျိုးလေးတွေဖြစ်တတ်တယ်ဒီအစားအသောက်တွေကိုလုံးဝရှောင်ရှားပေးရမယ် အဲ့တော့ဇာတာပရိသာသမီမိတ်ဆွေတွေနေနဲ့ဒီနှစ်မှာဆိုလို့ရှိရင်ငါးခဏန်းနေတွေကိုအလုံမလုံပါနဲ့နောက်တစ်ခုနေနဲ့ဇာတာပရိနေတွေကိုအလုံလုံမယ်ဆိုလို့ရှိရင်ရှောင်ရှားပေးရမယ်နောက်တစ်ခုနေနဲ့အယောင်နေအနေနဲ့ဆိုလို့ရှိရင်အပြာယောင်လုံးဝမဝစ်စင်ပါနဲ့ဒီနှစ်မှာဗုဒ္ဓဟူရာဟုသာသမီတွေဒီအပြာယောင်ရှောင်ရမယ်အဝါယောင်ရှောင်ရမယ်ဒီအယောင်တွေကိုဝစ်ပြီဆိုလို့ရှိရင်အရေးကြီးကိစ္စတွေမှာအဟံတားလေးတွေအတားဆီးလေးတွေအနောက်ရက်ကလေးတွေဂျုံရတတ်တယ် အဲ့တော့နောက်တစ်ခုအနေနဲ့ပြောချင်တာကဒီနှစ်မှာဆိုလို့ရှိရင်မိတ်ဆွေတို့အိမ်မှာရှိတယ်ပေါ့နော်ဒီကြာသာပရိနံဖနက်ဒီဖနက်အဟောင်းနေပြီးသွားရင်ဘူးစုပ်ပလုံးစုပ်တွေကိုမိတ်ဆွေတို့ဒီတကြံအတက်နေသို့မဟုတ်တကြံအတက်နေမှာစွန့်ရင်ပိုးကောင်းတယ်အတက်နေညနေပိုင်းမှာအဲ့ဒီဟာတွေကိုကိုယ့်ရဲ့ဘုံမိရက်ဖြစ်တဲ့အနောက်မြောက်တောင်စွန့်ပြမယ် နောက်တစ်ခုအနေနဲ့ဒီနှစ်မှာဆိုလို့ရှိရင်ဗုဒ္ဓဟူးရာဟူးသာသမီတွေနဲ့ကုသိုလ်ကောင်းမှုတွေများများလုပ်ပေးပါမုံလုံးရေပေါ်တာကူကြိုတွေဒါနများများလုပ်ပေးပါအဲ့တော့မိတ်ဆွေတို့မှာညံ့နေတဲ့ကိစ္စတွေကျွန်တော်နောက်ရက်ကြာကမှာအတာစားတဲ့ရေဒီယာလေးကိုကျွန်တော်တင်ပေးမယ်ခုကတော့တနစ်စာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ရက်စွာဘုရားရှင်ကိုရောင်မြတ်ကြီးမှာရက်သက်စီသို့မဟုတ်ရေသက်စီလှူဒန်းပြီးတော့မိဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုတိုင်တဲပြီးတော့ဒါစူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဘူးယာဟုသာသမီမိဆွေတွေအားလုံးဒီမြန်မာတက္ကတိ1380ခုနှစ်မှာအစိုးဟူသမ ्या ဝေးလွင်ပါစီ ကံကောင်းခြင်းတွေရောက်ရှိပြီးတော့ဒီနှစ်မှာမိမိတို့လောက်ကင်မျက်ရှိသော လုပ်ငန်းဆောင်တာကိစ္စဝဝတွေအောင်မြင်မှုတွေရရှိပြီးတော့ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာကိုသာရင်ဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေတွေ အားလုံးတို့တနစ်စာဟောစရံဗီဒီယိုဖိုင်ကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်